ဖဘောဖတ်များအားလုံးမင်္ဂလာပါ clock corner ကနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့အားကတော့ premier league ပွဲတွေပြန်လဲစတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခိုးရလက်ခမန်းချက်လေးဗီဒီယိုလေးလုပ်ပေးတော့မှာဖြစ်ပါတယ်။ဟောဒီပွဲကြောင်းလေးတွေရလက်ကြောင်းလေးတွေမပြောခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတွက်ရဲ့ premier league ပွဲစဉ်တွေပွဲစဉ်ခေါ်မှာတော့ဘယ်အသင်းတွေကအနိုင်ရလက်တွေပုံဖော်ပြီးတော့ဘယ်အသင်းတွေကရှုံးနေမှုတွေကြုံတွေ့ပြီးတော့ အဲမထင်ထားတဲ့ရလဒ်တွေဖြစ်သွားမလားဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့အဲကျွန်တော်ခံမှန်းကြည့်လိုက်ကောင်းကျွန်တော်ပထမဦးဆုံးစနေနေ့စနေနေ့မှာရှင်မြန်ကစားကြမယ့်ပွဲတွေကတော့တော်တော်လေးဥမာအဲများပြတဲ့ပွဲတွေရှိတယ်ဗျအထူးသဖြင့်ကတော့ကျွန်တော်6နိုင်မှာရှင်ပြိုင်ကစားကြမယ့်လီနဲ့တော်တော်ဟောစပါအဲလီရဲ့အင်ကွေးမှာတော်တော်ဟောစပါတို့အဲတွားရောက်ရင်ဆိုင်ရမယ့်အတွက်ကြောင့်တော့အဲနည်းနည်းလေးတော့အခက်အခဲလေးရှိတယ်တစ်ဖက်ကလည်းဒီနေ့မှာပြည်မလေးကိုပြိုင်တော့တန်တန်လာလာတဲ့အသင်းတွေထဲမှာလီရလည်းတော်တော်လေးမှာအင်ကွေးကောင်းတဲ့အသင်းတင်းဖြစ်တယ်လို့အဲကျွန်တော် ပွဲကြိုတုံးတဲ့ချက်မှာပြောခဲ့လို့ပဲတော်တန်ဟော့စဘားအနေနဲ့တော့လွယ်ကူနေမယ်လို့တော့မထင်ဘူးဒါမှလည်းတော်တန်ဟော့စဘားမှာတော့ကစားသမားကောင်းကောင်းတွေအများကြီးရှိတဲ့အတွက်ကြောင့်သူတို့လည်းအနိုင်ရလက်ကိုတော့တိတ်ကြောင်ဒီနေ့ပွဲမှာတော့သူတို့ကစားသွားမယ်လို့ထင်တယ်ပြီးလို့ဆိုရင်ကျွန်တော် international break တွေလာတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာအနိုင်ရလက်ပုံဖော်ထားမယ်ဆိုလို့ဆိုရင် international break ကိုကျွန်တော်တို့အဆင့်ဟိုမှ1 2 စစ်လောက်အထိကိုဝင်သွားမယ်လို့တော့ထင်တယ်။အဲကျွန်တော်ဒီပွဲလေးမှာတော့ကျွန်တော်တော့အာအင်ရှင်ဖြစ်တဲ့လီအနေနဲ့တော်တန်ဟော့စ်ဝါနဲ့ရှင်ပြိုင်တွေ့တဲ့အချိန်မှာသူတို့တော့ကတော့တိတ်ပြီးတော့အလွယ်ကူတယ်လို့တော့မထင်ဘူး။ဒါပေမဲ့လည်းသူတို့ရဲ့အင်ဂွင်းအာသာကြက်လေးတစ်ချက်ရှိတဲ့အတွက်ကြောင့်ဒီနေ့ဒီပွဲမှာတော့ကျွန်တော်တော့တော်တန်ဟော့စ်ဝါအနေနဲ့လီရဲ့အင်ဂွင်းဖြစ်တဲ့တိုင်အောင်ကျွန်တော်ဝမ်တူလောက်နဲ့ပဲအနိုင်ရလတ်ပုံဖော်သွားမယ်လို့ထင်တယ်။ပြီးလို့ဆိုရင်ကျွန်တော်ည၈နိုင်ခွဲ၈နိုင်ခွဲပွဲမှာတော့တော်တော်လေးဥမာအဲများတဲ့အသင်းကြီးတွေထိတိုက်တွေ့ဆုံနေတဲ့ပွဲတွေရှိတယ်။အဲဒီထဲမှာမှကျွန်တော်တို့အာဆင်နယ်နဲ့ဝက်ဟမ်အာဆင်နယ်ရဲ့အင်ဂွင်းမှာဝက်ဟမ်တို့သွားရောက် ပြီးတော့အနိုင်ယူမယ်ဆိုတာတော့တော်တော်လေးပါမဖြစ်နိုင်တဲ့အဲရလက်ပေါ့ဗျာဘာတလက်ကြောက်တော့ဆိုရင်အာဆင်နယ်နဲ့အဲဝဟန်တို့ရဲ့ထိတိုက်တွဲဆုံမှုပွဲတွေမှာဆိုလို့ဆိုရင်အများတန်းလို့လို့ဂိုးပြတ်တွေပဲရလက်တွေပဲအာဆင်နယ်အနေနဲ့ဂိုးပြတ်ရလက်တွေပုံဖော်ထားနိုင်ရတဲ့ကြောင့်ဒီနေ့ပွဲမှာလည်းသူတို့အဲဂိုးပြတ်တွေပဲအနိုင်ရရှိသွားမယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုရင်သူတို့အဆင့်တစ်ကိုလည်းပြန်လည်တလန်းလာမယ်အတွက်ကြောင့်တစ်ဖက်မှာလည်းလီဗာပူးနဲ့ချက်စီးတို့ရဲ့ထိတိုက်တွဲဆုံမှုပွဲမှာဆိုလို့ဆိုရင်အာဆင်နယ်တို့ရဲ့ အာဆင်နယ်တို့ဒီနေ့အပွဲမှာအခွင့်ကောင်းယူပြီးတော့အဆင့်တစ်ကိုပြန်လည်တလန်းလာနိုင်မယ်လို့ထင်တယ်ဒီနေ့ပွဲမှာတော့ကျွန်တော်ရဲ့ဂိုးရလက်ခမန်းကြလေးရ3-1လောက်နဲ့ပဲအာဆင်နယ်တို့အနိုင်ရသွားမယ်လို့ထင်တယ်ပြီးတော့ဆင်နယ်ကျွန်တော်ရှစ်နိုင်အခွဲပွဲမှာပဲမန်ချက်စတာယူနိုက်တက်နဲ့ဆန်နလန်ဒီနှစ်ပွဲကတော့တော်တော်လေးဥမာပြောလို့အဲဒီပွဲလေးကတော့ပြောရမှာနည်းနည်းလေးတော့ခက်ခဲတယ်တစ်ဖက်ကလည်းအာဆင်နယ် အဲမန်ချက်တာယူနိုက်တက်အနေနဲ့ရှုံးပွဲလေးတွေကြုံတွေ့ထားပြီးတော့တစ်ဖက်ကဆန်နာလန်ကြတော့လေသူတို့ရှုံးပွဲမရှိဘဲနဲ့နောက်ပွဲတွေမှာဆိုလို့စင်တေးရလဲကိုပုံပေါ်ပြီးတော့ပြီးလို့စင်နိုင်ပွဲလေးတွေဆက်ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့တော်တော်လေးမှကြီးလို့ကောင်းမဲ့ပွဲတွေဖြစ်မယ်ဒီနေ့ပွဲမှာတော့ကျွန်တော်ကတော့အဲအင်ရှင်မန်ချက်တာယူနိုက်တက်နဲ့တက်တဲ့အတွက်ကတော့ဒီနေ့ပွဲမှာတော့သူတို့နိုင်ရလက်ကိုပုံဖော်သွားနိုင်မယ်လို့တော့ထင်တယ်ဒီနေ့ပွဲမှာတော့အဲ2-1လောက်နဲ့ပဲပွဲပြီးသွားပြီးတော့မန်ချက်တာယူနိုက်တက်အနေနဲ့အင်ကွင်းမှာနိုင်ရလက်ပုံဖော်သွားနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်ပြီးလို့ဆိုရင်ကျွန်တော်ည8နာရီ ကွဲပြီးသွားလို့ဆိုလို့ဆိုရင်ည7:00နာရီမှာစနေနေ့ည7:00နာရီကွဲနောက်ဆုံးရှင်မြန်ကစားမယ်ချက်စီးနဲ့လီဗာပူးဒီပွဲလေးကတော့တော်တော်လေးဥမာပြောရမှာခက်ပါပဲဗာတက်တွက်လဲကြောင်လို့နှစ်သင်းတစ်လုံးကလည်းကိုစီကိုစီအဲတာဂက်တွေနဲ့လာကြားရကြတယ်ဗျာဘာဖြစ်လို့ဆိုရင်ချက်စီးကလည်းအရှိပွဲတွေမှာရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာအနိုင်ရလက်ကိုပုံဖော်နိုင်မှဖြစ်မယ်ဒါမှမဟုတ်တစ်ဖက်ကလည်းလီဗာပူးလီဗာပူးကလည်းထုံနည်းလောက်ကောင်းပဲပြင်းပြလေးကိုချန်ပီယံလိဂ်ကိုနှစ်ပွဲဆက်ကိုရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာအနိုင်ရလက်ပုံဖော်နိုင်မှဖြစ်တဲ့အတွက်ကြောင့်ဒီနှစ်သင်းကတော့ ထိုက်တိုက်တွေ့ဆုံမှုမှာတော်တော်လေးဥမာကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲတော့ဖြစ်ဖြစ်မယ်လို့တော့ယုံတယ်ဘာလို့ဆိုလို့ရှိရင်နှစ်သိန်းသုံးကလည်းကစားသမားတွေမှာတစ်ဖက်ကချက်သီးမှာတော့ကစားသမားအင်ဂျီတူတွေမှာတော့တော်တော်လေးဥမာပုံပုံများပြပြီးတော့အဲအင်ဂျီတူစင်းမှာတော့လူတွေတော်တော်လေးဥများနေတယ်တစ်ဖက်ကလူပွဲဥမာကြတော့အဲ့လောက်ထိတိတ်မများပဲနဲ့အလက်ဆန်တယောက်လောက်ပဲအဲအင်ဂျီတူဖြစ်နေတဲ့အတွက်ကြောင့် ချက်စီရဲ့အင်ဂွင်းမှာတော့လီဗာပူးတို့ဘလို့နိုင်နိုင်မလဲဒါမှမဟုတ်ပဲနဲ့ချက်စီကပဲသူ့ရဲ့အင်ဂွင်းအားသာချက်နဲ့လီဗာပူးကိုနိုင်ယူသွားမလားဆိုတာတော့ကျွန်တော်စောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်ဒီနှစ်သိန်းရဲ့ထိုက်တိုက်ပြဆိုမှုမှာတော့ကျွန်တော်ရဲ့အဲဂိုးရလက်ခမလေးရောက်လောက်ကတော့အဲကျွန်တော်တူးတူးလောက်နဲ့ပဲတေရလက်ဖြစ်သွားမယ်လို့တော့ထင်တယ်ကျွန်တော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နောက်နေ့ကြတော့တနင်္ဂနွေနေ့တနင်္ဂနွေနေ့ကြာမှာပွဲမှာတော့ပွဲတွေကတော့တော်တော်လေးများပါတယ်ခုနကွဲပွဲမှာအရှင်မြန်ကစားကြမယ်အက်စတရွန်ဘီလာနဲ့ဘန်လီဘန်လီကတော့ အခန်းစစ်ကိုအသားပေးပြီးတော့ကစားတဲ့အတွက်ကြောင့် Astron Villa အတွက်လောကကိုင်းရတော်တော်လေးကိုခတ်မဲလို့တော့ထင်တယ်။ဒါပေမဲ့လည်း Astron Villa မှာကတော့ကစားသမားကောင်းနေရှိတော့ရှိတယ်ပြီးလို့ဆိုရင်သူတို့ရဲ့အဲ အဲတိုက်စစ်တွေကလည်းတော်တော်လေးမှကောင်းတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ဘန်လင်ကိုသူတို့အိမ်ကွင်းမှာပဲအဲဝမ်စီလောင်းနဲ့ပဲဒီနေ့ပွဲမှာအနိုင်ရရှိသွားမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပြီးလို့ဆိုရင်အေဗာတန်နဲ့ခရစ်ဆယ်ဘဲလေးခုနိုင်ကွဲအဲဒီပွဲမှာတော့အဲတစ်ဖက်ကအေဗာတန်လည်းအိမ်ကွင်းလေးမှာတော်တော်ကောင်းတဲ့အသင်းဖြစ်လို့ခရစ်ဆယ်ဘဲလေးကလည်းဒီနေ့ပြင်းပြလိမ့်မှာတော်တော်လေးမှာကောင်းမွန်တဲ့အသင်းနှစ်သင်းထိတိုက်တွေ့ဆုံမဲ့ပွဲမှာတော့ကျွန်တော်တော့တူတူလောင်းနဲ့အဲပွဲပြီးသွားမယ်လို့ထင်တယ်ပြီးလို့ဆိုရင်ခုနိုင်ကွဲပွဲမှာပဲနျူကာဆယ်နဲ့နော်ဒန်ဖော်ရက်နော်ဒန်ဖော်ရက်ကမနေ့ကရာသီနဲ့ဒီနေ့ရာသီနဲ့တော်တော်လေးမှာအခြေအနေတွေဆိုးရွားလာနေတယ် မနေ့ကရာသီမှာအစနစ်တစ်ခါလောက်ကိုတလန်းလာနိုင်ပြီးတော့ဒီနေ့ရာသီမှာတော်တော်လေးဥမာဆိုးရတဲ့အခြေအနေတွေကိုပိုင်ဆိုင်ထားနိုင်တဲ့အတွက်ကြောင့်အဲတစ်ဖက်ကလည်းနယူကာဆယ်အင်ကွင်းမှာလည်းတွားရောက်ရှင်ပြန်ရမယ်နယူကာဆယ်ရဲ့ချန်ပီယံလိမ်းမှာဂိုးပြတ်နိုင်ရရှိထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းနယူကာဆယ်တို့အင်ကွင်းအားနဲ့ပဲအဲတစ်ဖက်ကအဲ Northern Forest ကိုအနိုင်ရရှိသွားမယ်လို့တော့ကျွန်တော်ထင်တယ်ဒီနေ့ပွဲမှာတော့နယူကာဆယ်အနေနဲ့အင်ကွင်းမလဲဖြစ်သည့်တိုင်အောင်သူတို့အဲ3-0လောက်နဲ့ပဲပွဲပြီးသွားမယ်လို့တော့ကျွန်တော်ထင်တယ်ပြီးလို့ဆိုရင်ဝဟန်းနဲ့ အဲဝူးနဲ့ Brighton ဒီနှစ်သင်းကတော့အဲဝူးရဲ့အင်္ဂွေးမှာကစားသည့်တိုင်အောင် Brighton ကလည်းခြေစွမ်းကောင်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်ဒီနှစ်ပွဲမှာတော့ Brighton အနေနဲ့အဲတူဝမ်းလောက်နဲ့ပဲအနိုင်ရရှိသွားမယ်လို့တော့အဲကျွန်တော်ရဲ့ပုံကိုရေးရမြင်တယ်ဗျာပြီးလို့ဆိုရင်ကျွန်တော်တို့အဲတနင်္ဂနွေနေ့ရဲ့နောက်ဆုံးပွဲဖြစ်တဲ့ Brentford နဲ့ Manchester City Manchester City ကတော့ အာဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှင်ဂိုးပြတ်တေကြီးပဲတွင်းလေတွင်းတာရှိပြီးတော့ဒီနေ့ပွဲမှာလည်း Brentford ရဲ့အိမ်ဝင်ဖြစ်တဲ့တိုင်အောင် Manchester City အနေနဲ့အနိုင်ရလက်ကိုပို့ဖော်ထားနိုင်မယ်လို့တော့ထင်တယ်။တစ်ဖက်ကလည်း Brentford Brentford ကလည်းပြင်းပြလေးအရှိပွဲစဉ်တော့တော့ Manchester United ကိုသူတို့ရဲ့အိမ်ဝင်မှာ3-1ဆိုပြီးတော့ဂိုးပြတ်နိုင်ယူထားနိုင်တဲ့ပွဲရှိတဲ့အတွက်ကြောင့်ဒီဒီတစ်ခါတွေ့မဲ့ Manchester City နဲ့ပွဲမှာရောအရင်တစ်ခါလိုမျိုးပဲ မန်ချက်တာယူနိုက်တက်နဲ့တွေ့တော့အောင်လို့မျိုးပဲသူတို့နိုင်ယူနိုင်မလားဒါမှမဟုတ်လေမန်ချက်တာစီးတီးကလည်းမန်ချက်တာယူနိုက်တက်မဟုတ်တဲ့အတွက်ကြောင့်အာဘရန်ဖို့အသင်းနေနဲ့နိုင်ယူဖို့တော်တော်လေးဥမာခက်ခဲမယ်လို့ထင်ပါတယ်ဘာအတွက်ကြောင့်လဲဆိုလို့ရှင်မန်ချက်တာစီးတီးကလည်းချက်ပင်လေးမှာလည်းတော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားသောလို့ပြီးများလေးနောက်ပုံနောက်ဆုံးပွဲတွေမှာလည်းသူတို့အကောင်းမွန်တဲ့ခြေစွမ်းတွေပြီးလို့ဆိုရင်ဂိုးပြတ်တွေပဲအနိုင်ရရှိအောင်ဖော်ဆောင်ထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာပဲမန်ချက်တာစီးတီးကပဲ ဘရန်ဘွေအိမ်ကွင်းဖြစ်တဲ့တိုင်အောင်အနိုင်ရလဲပုံဖော်သွားမယ်လို့ထင်တယ်အဲ့တော့ကြောင့်ကျွန်တော်ကဒီနှစ်သိန်းရဲ့ထိတ်တိုက်တွဲဆုံမှုပွဲလေးမှာတော့မန်ချက်တာစီးတီးရပဲအ3 1လောက်နဲ့ပဲအနိုင်ရရှိသွားမယ်လို့တော့ထင်တယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲလာရောက်ကြည့်ရှုပေးတဲ့ညီကိုတွေရောအာဒီတပည့်ရဲ့ပြည်မြလေးပွဲတွေမှာဘယ်အသင်းတွေကအနိုင်ရရှိအောင်ဆွတ်ဆောင်ထားပြီးတော့မထင်မှားထားတဲ့ရလဒ်တွေထွက်သွားမလဲဆိုတာတော့ညီကိုတွေနဲ့အတူတူဆက်မကြည့်ရှုအားပေးလို့ရပါတယ်လာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပါဗျာ